တရုတ်နဲ့ဂျပန်နိုင်ငံသားကတင်းမာမှုတွေနဲ့ပတ်သက်ပြီးတော့ပြောပြသွားမှာပါတရုတ်နဲ့ဂျပန်နိုင်ငံသားမှာဂျပန်ဝန်ကြီးချုပ်စနိုင်းတက်ကအီချီရဲ့ဒီထိုင်ဝမ်နဲ့ပတ်သက်တဲ့မှတ်ချက်အပြီးမှာစကားစစ်ထိုးမှုတွေအရေးယူပိတ်ဆို့မှုတွေဖြစ်ပွားခဲ့ပါတယ်ဂျပန်ဝန်ကြီးချုပ်ကထိုင်ဝမ်ကိုပိတ်ဆို့မယ်ဆိုရင်ဂျပန်နိုင်ငံကစစ်ရေးအရတုံ့ပြန်ကောင်းတုံ့ပြန်ရမယ်ဆိုတဲ့သဘောမျိုးပါတဲ့စကားကို ပြောခဲ့တာကနေစတာပါအာဒါကိုတရုတ်တန်တမန် တယောက်ကအထိပ္ပယ်နှစ်ခုရှိတဲ့ဇာကားနဲ့အာဂျပန်ဝန်ကြီးချုပ်ကိုခေါင်းဖြတ်ပစ်မယ်ဆိုတဲ့ဇာကားမျိုးနဲ့တုံ့ပြန်ခဲ့ရကနေတင်းမာမှုတွေက ပိုကြီးထွားသွားခဲ့ပါတယ်။ကုလသမဂ္ဂမှာအပြန်အလှန်တိုင်ကြားတဲ့အဆင့်အထိတင်းမာမှုတွေက ကြီးထွားလာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံကသူ့ရဲ့နိုင်ငံသားတွေကိုဂျပန်နိုင်ငံကိုမသွားကြဖို့တိုက်တွန်းတဲ့အတွက်ခရီးသွားဖို့ပြင်ဆင်ထားတဲ့တရုတ်နိုင်ငံသား၃ပုံ၂ပုံလောက်ဟာခီးစဉ်တွေဖျက်သိမ်းခဲ့ကြပါတယ်။အဲ့ဒီအပေါ်ဂျပန်ကဒီလိုမျိုးသပိတ်မောက်တာမျိုးကဂျပန်ကိုမထိခိုက်ပါဘူးလို့တုံ့ပြန်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တရုတ်ကဒီဂျပန်နိုင်ငံကိုတွားနေတဲ့လေကြောင်းလိုင်းတွေကိုခရီးစဉ်တွေရှော့ချဖို့ပြောလိုက်ပါတယ်။ ဒီတပတ်ထဲမှာတော့ဒီတရုတ်လေကြောင်းလိုင်းတွေကဂျပန်ရဲ့နေရာ12ခုကိုလေယာဉ်မပြေးဆွဲတော့ဖို့ကြေညာခဲ့ပါတယ်။ဒီအချိန်နှိမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဂျာဝင်မှုကလည်းပါဝင်လာပါတယ်။ဒီမကြာသေးခင်ကသမ္မတဒေါ်နယ်ထရမ့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ဖုန်းစကားပြောပြီးတဲ့နောက်မှာသမ္မတထရမ့်ကဂျပန်ဝန်ကြီးချုပ်စနိုင်းတက်ကအီချီကိုဖုန်းနဲ့ဆက်သွယ်ပြီးတော့စကားပြောခဲ့ပါတယ်။ ထိုင်ဝမ်နဲ့ပတ်သက်လို့လေတံနည်းနည်းလျှော့ဖို့အမေရိကန်ကဂျပန်ကိုဖြောင်းဖြားခဲ့တယ်လို့ဆိုပါတယ်။